ပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉ဒသမ၄မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ16မီတာ ဇက်ခွန်တသမား9မှတ်ကဟက်စကနီထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီး စိတ်ချမ်းသာကိုကျမ်းမှရှိကြပါစေလို့မြစမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ဇွန်လ15ရက်တနင်္ဂနွေနေ့မနက်ပိုင်းမြစမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မကတော့ရှုံးမဒီကနေ့မှာတော့ရန်ကုန်မှာရဲနဲ့အရဲဝတ်လူတို့အကြားရဝင်းရဲ့ဆန်ခတ်ဖြစ်ခဲ့တဲ့ဆိုတဲ့သတင်းနဲ့အတူ KWO ဥက္ကဋ္ဌဟောင်းဘရွန်ဒေါ်လာဖိုးကွယ်လုံနဲ့အကြောင်းပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အဲ့နောက်မှာတော့တပတ်တွင်းပြန့်နှံ့ခဲ့တဲ့သတင်းတူသတင်းမှတချို့နဲ့ပြည်တွင်းသတင်းလှတချို့ကိုနားဆင်ကြရဖို့ရှိပါတယ်။ဒါပြင်အပတ်စဉ်စီစဉ်ကဏ္ဍအနေနဲ့ဘာတွေပြောမလဲဘာတွေမေးမလဲအစီအစဉ်ကိုလည်းတင်ဆက်ပေးသွားမှာပါ။အခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ ်မင်္ဂလာပါနောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ကတော့ကိုမြတ်ပါရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်နဲ့အင်းလေးကန်ဤတဝိုက်မှာရေကြီးမှုတွေကြောင့်စပားနယ်ပေကင်းဧကထောင်ချီနစ်မြုပ်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကစတင်ကတောင်ကြီးမြို့တွင် ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက်အဲ့ဒီရေတွေဟာအင်းလေးဘက်သို့ အချိန်ဖြင့်စီဝင်နေပြီးဇွန်လ23ရက်နေ့မှာညောင်ရွှေမြို့မြောက်ဘက်ရှိရွာသားရွာလေကုန်းဗောရိတရွှေနီကုန်းစတဲ့ညောင်ရွှေနဲ့ရွှေညောင်မြို့ကြားမှာရှိတဲ့လေက3000ခန်းကရေသိန်းဂဏီစပားပင်တွေရေနှင်းမြုပ်နေတယ်လို့သိရပါတယ်စပားပင်အထက် ရေနပေခန့်အထိရှိကြောင်းဒေသခံတွေကဆိုပါတယ်ပဲအဓိကစိုက်ပျိုးတဲ့အင်းလေးကအနောက်ဘက်ချမ်းမှာပြီးခဲ့တဲ့ဇွန်လ10နေ့ကမိုးတိတံစွာရွာသွန်းမှုနဲ့အတူတလောပင်လောင်းဘက်က တောင်ကျရွေတွေကြောင်း ဘဲကင်းအေကာ2000ခန့်နဲ့အင်းတိန်ကျွော်ဘက်မှာရှိတဲ့လယ်တွေရေနစ်မြုပ်ခဲ့ပါတယ်။လက်ရှိအချိန်မှာအဲ့ဒီဘဲကင်းတွေဟာရေနစ်မြုပ်နေဆဲဖြစ်ကြောင်းဒေသခံတွေစီကနေသိရပါတယ်။ဒါပြင်အင်းလေးကန်ဇဝင်းကျင်မှာနေထိုင်ပြီးငလင်တွင်နေပြိုကျပျက်စီးခဲ့တဲ့အိမ်တော်စု200ဝင်းကျင်ခန့်အားလည်းရေမြင့်တက်လာနိုင်ခြေရှိတာကြောင့်ယနေ့ညနေပိုင်းမှာပြောင်းရွှေ့ရနိုင်ခြေရှိတယ်လို့ဆိုပါတယ်။ ရမန်နေ့ညပိုင်းကနေဒီကနေ့မနက်ပိုင်းအထိညောင်ရွှေမြို့ပေါ်မှာရေသုံးပေခန့်မြင့်တက်နေပြီးဝန်လွဲပိုင်းမှာရေတလမခန့်ကျဆင်းသွားတယ်လို့သိရပါတယ်။အလားတူလက်ရှိအချိန်မှာရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်း၊ကလော၊ရွှေညောင်တို့တွေမှာလည်းရေကြီးနှမြုပ်မှုတွေကြုံတွေ့နေရပါတယ်။အင်းလေးကမှာပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ17ရက်နေ့ကစပြီးသုံးပတ်ခန့်ကြာရေကြီးနှမြုပ်မှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီရေကြီးမှုကြောင့် အင်းလေးဒေသရှိရွာပေါင်း190ခန့်ဟာရေနှင်းမြုပ်မှုဒဏ်ကိုခံခဲ့ရပြီးခရမ်းကျင်တဲ့စပားဆိုင်ခင်တွေပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပါတယ်။အင်းလေးကနောက်ပတ်တောင်တန်းများမှာထင်းမီးတွေအတွက်တိုက်ခုတ်တာတွေကြောင့်တစ်တော်ပြုံးတိကစနစ်တကျမရှိတဲ့ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှုကြောင့်ထိုဒေသကထွန်ရက်ထားတဲ့နှုံးမြေတွေဟာမိုးရွာသည်မှာအင်းလေးတို့စီးဝင်လာပြီးအင်းလေးကဟာမြေသားစုမြင့်တက်လာကယခုနှစ်မှာလည်းရခိုင်နှင်းများထက်ရေပိုချိနိုင်ကြောင်း ခင်မောင်လက်ကထောက်ပြထားပါတယ်ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မှာအင်္ဂလိပ်ဘာသာနဲ့ရေးသားဖော်ပြထားတဲ့ဆိုင်းဘုတ်တွေကိုမြန်မာဘာသာ ပြောင်းခိုင်းတဲ့အတွက်လုပ်ငန်းနာမည်တွေကိုမြန်မာဘာသာပြောင်းလဲနေရတယ်လို့တောင်ကြီးမြို့ကန်တွေကပြောပါတယ်။ဇွန်လဒုရီယာပတ်တွင် ရက်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ရှိသူတွေကဆိုင်းတွေကိုလိုက်လံပြောကြားခဲ့တာဖြစ်တယ်လို့ဆိုင်ရှင်တွေကပြောပါတယ်။ အခုလိုနှမ်းပဲပြောင်းလဲခိုင်းတာဟာ၅ရက်ခန့်ရှိပြီဖြစ်ပြီးတော့ဘာအတွက်ကြောင့်ပြောင်းခိုင်းနေဆိုတာကိုမသိရသေးပေမဲ့မပြောင်းလဲပါကအေးအေးယူချင်းရှိမရှိကိုလည်းပြောဆိုခြင်းမရှိသေးကြောင်းမျိုးကန်ဒီကပြောပါတယ်။ဒါပေမဲ့ဆိုင်နယ်မဲ့ပြောင်းလဲဖို့လာရောက်ပြောဆိုသူတွေဟာတပ်ပုတ်ရိုက်ပြီးအထက်ကိုတင်ပြရမယ်လို့လည်းပြောဆိုသွားကြပါတယ်။ဒါကြောင့်တောင်ကြီးမြို့မှာရှိနေတဲ့ဆိုင်တွေလုပ်ငန်းတွေအနေနဲ့ဆိုင်ပုတ်နံပါတ်ပြောင်းလဲမှုတွေပြုလုပ်နေကြရပြီးမပြောင်းလဲသေးသူတွေလည်းရှိနေကြောင်းနောက်ထပ်တောင်ကြီးမြို့ကတအူးကပြောပါတယ်။ လက်ရှိဆိုင်းဘုတ်နံပါတ်ပြောင်းလဲမှုပြုလုပ်နေတဲ့ရက်ကွက်တွေထဲမှာကန်ကြီးရက်ကွက်မြို့မရက်ကွက်နဲ့ဈေးပိုင်းရက်ကွက်တို့ပါဝင်ပါတယ်လက်ရှိမှာတောင်ကြီးမြို့မှာရှိတဲ့711 cafe ဆိုင်ကို87 V8 အလှပြင်ဆိုင်နံပါတ်ကို V8 D16 bakery ကို D16 မုတ်တိုင်နဲ့ Lucky Point ဆိုင်ကအပူပစ္စည်းရောင်းဝယ်ရေးဆိုင်ကို Lucky Point စသဖြင့်ပြောင်းလဲထားတာကို တွေ့ရှိရပါတယ်စစ်ကောင်စီဘက်ကတော့အခုကိစ္စနဲ့ပတ်သက်ပြီးတစုံတရာထုတ်ဖော်ပြောဆိုထားတာမရှိသေးပါဘူးရှင် ရန်ကုန်တိုင်းလမ်းမတော်မြို့နယ်မှာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နဲ့လူတစုကြားရုပ်ရည်ဆန်ခတ်ဖြစ်ပွားပြီးတော့လူတချို့ဖမ်းဆီးခံရတယ်လို့သတင်းရပြစ်တင်ချန်ကသိရပါဗျ။ဇွန်လ13ရက်နေ့ည8:00နာရီဝန်းကျင်ကဂျန်ရှင်မော်တင်ကုန်တိုင်းအနီးမှာရဲနဲ့ရဲဝတ်လူ9ဦးထပ်ပါတဲ့အုပ်စုကြားဒါးထုတ်တင်တဲ့ရုံရင်းဆန်ခတ်ဖြစ်ပွားပြီးတဲ့နောက်အရဲဝတ်လူတချို့ဖမ်းဆီးခံရတာဖြစ်တယ်လို့သတင်းရမြစ်ကပြောပါတယ်အဲ့ဒီရုံရဲဆက်ခတ်ဖြစ်စဉ်အတွင်းမှာရဲတအူဓာခုတ်ခံရပြီးတော့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်းဆိုပါတယ် အဲ့ဒီအရဝတ်လုံအုပ်စုဟာစစ်ကောင်စီအတွက်လုံလုံပေးနေတဲ့ပြူဇော်ထီတွေဖြစ်တယ်လို့ပြောဆိုမှုတွေရှိနေပေမဲ့လည်းမစ္စမအနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးရှင်။ ရန်ကုန်တိုင်းထောက်ကျမ်းမြို့နယ်နဲ့ပဲခူးတိုင်းရွှေကျင်မြို့နယ်တွေမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်သားတွေကိုအဝေးထိန်မှန်လက်နက်ကြီးတွေနဲ့ပစ်ကတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေကအသေးစိတ်ထုတ်ပြန်ထားပါတယ်။ဇွန်လ17ရက်နေ့ညပိုင်းကထောက်ကျမ်းမြို့နယ်အမှတ်3လမ်းနဲ့အမှတ်9လမ်းစုံနေရာမှာရှိတဲ့စစ်ကောင်စီရဲ့ဘန်ကာကာကင်းကိုအဝေးထိန်မှန်နှလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကထိခိုက်မှုရှိနိုင်တယ်လို့အဆိုပါပြစ်ခတ်မှုကိုတွားရောက်လှုပ်ဆောင်ခဲ့တဲ့ Operation Flame OF အဖွဲ့ရဲ့ဒရင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။အဆိုပါပစ်ခတ်ခံရမှုအပြီးယနေ့ဇွန်လ14ရက်နေ့နေ့လယ်ပိုင်းအထိစစ်ကောင်စီကအမှတ်3လမ်းတစ်လျှောက်စစ်ဆေးမှုတွေပြုလုပ်လျက်ရှိတယ်လို့ဒရင်းရင်းမြစ်ရဲ့ပြောကြားချက်အရသိရပါတယ်။ အလားတူပဲခူးတိုင်းရွှေချင်မြို့နယ်၊ကွင်းစိတ်ရွာနယ်၊ကြောက်ထုံမြို့နယ်၊ဝင်းကဲရွာကြားမှာရှိတဲ့စစ်ကောင်စီရဲ့ချင်းမြန်တပ်ရင်းခမရ9ကိုရှိအနီးပတ်ဝန်းကျင်မှာဘန်ကာတွေပြန်လည်တိစောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုဇွန်လ10ရက်နေ့ကကင်ရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ပူးပေါင်းတပ်တွေကလက်နက်ကြီးတွေနဲ့တွားရောက်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ အခုခရိုင်ဘက်ကဘက်ကသတင်းထုတ်ပြန်ပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သား10ဦးနဲ့အထက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနှစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ထုတ်ပြန်ကြမှာပေါ်ပြထားတယ်လို့မြစည်းမအနေနဲ့တရားတည်ပြနိုင်ခြင်းမရှိသေးပါဘူးအဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမြစီမကပဲခူးခရိုင်ဘက်ကဘက်ကတာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းထားတော့လဲပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခလက်အောက်ခံခမရ9ကိုရှိတရင်ကိုပြီးခဲ့တဲ့မေလ10ရက်နေ့ကတော်လိုင်းအင်အားစုပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပူးပြီးစစ်ကောင်စီကလေကြောင်းပစ်ကူခြေလင်းစစ်ကူတွေနဲ့ပြန်လည်တိုက်ခိုက်ပြီးနောက်ပြန်လည်ရရှိသွားတာလည်းဖြစ်ပါတယ်ကရင်မျိုးသမီးအစည်းအရုံး KWO ဥက္ကဋ္ဌဟောင်းဘရွန်ဒေါ်လာဖိုလူကြီးယောဂာနဲ့ဇိုလ14ရက်နေ့မှာကွယ်လွန်သွားခဲ့ပါတယ်။ ွမ်းလွန်ချိန်မှာအသက်86နှစ်ရှိပြီဖြစ်တဲ့ဘရိုနော်လာဖူဟာထိုင်းပြည်မှာနေဆက်မဲဆောင်မြို့မှာရှိနေတဲ့ဆေးရုံကြီးမှာမနက်၄နိုင်ခန့်ကကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်ဘရိုနော်လာဖိုဟာ1985ခုနှစ်ကနေ2022ခုနှစ်အထိကွန်ကရက်60တိုင်း KWO ဥက္ကဋ္ဌဖြစ်တောင်းဝယူခဲ့ပြီးတော့ခရမ်းယူမှာလည်းအမြဲတမ်းအမှုဆောင်ဗဟုကော်မတီအဖြစ်တောင်းဝယူခဲ့တဲ့အမျိုးသမီးခေါင်းဆောင်တဦးဖြစ်ပါတယ်။ဘရိုနော်လာဖိုဟာကရင်မျိုးသားစီရုပ်ခရမ်းယူဥက္ကဋ္ဌနဲ့ ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL စစ်ဦးစီးချုပ်ဟောင်းဗိုလ်ချုပ်ကြီးစောပုံမြရဲ့ဇနီးလည်းဖြစ်ပါတယ်။ဒါပြင်ကွယ်လွန်သွားပြီဖြစ်တဲ့ KNL တပ်ရင်း203တပ်ရင်းမူဒုတိယဗိုလ်မှူးကြီးစောဂေကော်မြာကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNL PC စစ်ရေးချုပ်ဗိုလ်ချုပ်စောနေစိုးမြာလက်ရှိကော်တူးလေအာမီ KTL စစ်ဦးစီးချုပ်ဖြစ်တာဝန်ယူထားတဲ့ဗိုလ်ချုပ်စောနိုင်တာဗိုလ်များတို့အပါအဝင်တာသမီ9ဦးရဲ့မိခင်လည်းဖြစ်ပါတယ်။ဘရွန်ဒေါ်လာဖိုးလိုဘဝတစ်ခုလုံးကို ကရင်ပြည်သူတွေအတွက်မြုပ်နှံချပြီးတော့မယုံကြည်နိုင်လောက်အောင်အရေးသွင်းမြင့်မာတဲ့ခေါင်းဆောင်တအုပ်ကိုဆုံရှုံလိုက်ရတဲ့အတွက်အများစွာဝန်내ကြီးကွဲရတယ်လို့ KWO ကထုတ်ပြန်ထားပါတယ်ရှင်။ နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့တပတ်အတွင်းပြန့်နှံ့ခဲ့တဲ့သတင်းတို့သတင်းမှတချို့နဲ့ပြည်တွင်းသတင်းလွှာတချို့ကိုတင်ဆက်ပေးပါမယ်ရှင်အမေရိကန်နိုင်ငံမှာတည်ဆုံခဲ့တဲ့မြန်မာနိုင်ငံသားချင်းလူမျိုးတူဦးဟာဓာဝနဲ့ရှောက်တန်တချင်းကိုဖွင့်ကာစူညံမှုပြုလုပ်တာကြောင့်ဓာတ်ထိုးခံရကတည်ဆုံခဲ့ရတယ်လို့ဖြန့်ဝေမှုတွေရှိနေပါတယ်။မိုင်းဝေချန်နယ်ကနေဇွန်9ရက်မှာ မြန်မာနိုင်ငံကထွက်ပြေးပြီးအမေရိကန်နိုင်ငံမှာခိုကက်နေနေတဲ့ချင်းနီပိန်ကောင်ကရက်ွက်အတွင်းဒေါက်ဖနက်ရှောက်တန်တချင်စတိုက်ဖွင့်တဲ့အတွက်စုညံမှုတံကိုမခံနိုင်တဲ့အမေရိကန်နိုင်ငံသားကအဆိုပါချင်းနီပိန်ကိုဓာတ်နဲ့ထိုးပြီးတပ်ဖြတ်လို့ရေးသားပြီးပုံစဲပုံနဲ့ဖြန့်ဝေထားပါတယ်ဒီသတင်းကိုဖတ်ရှုသူ3400ကျော်ရှိနေပြီဖြစ်ပြီး Telegram Channel နဲ့ Group 73ခုမှလည်းပြန့်နှံ့နေတာပါမြစီမကဒီကြောင်းရံနဲ့ပတ်သက်ပြီးချက်လက်စစ်ဆေးခဲ့ပါတယ်သတင်းမှာဖြန့်ဝေထားတဲ့ပုံတွေနဲ့ပုံတွေရဲ့စီးမြစ်ကိုရှာဖွေတဲ့ Google Image Search ကနေတစင်ရှာဖွေတဲ့အခါမှာ ချင်းပြည်ခြေဆိုင်သတင်းတွေဖြန့်ဝေနေတဲ့ဇလန်သတင်းဌာနရဲ့ Facebook စာမျက်နှာကနေဇွန်လ9ရက်နေ့ကသတင်းဖော်ပြထားပါတယ်။ American ပြည်ထောင်စု Texas ပြည်နယ် Houston မြို့ကဓာတ်ဆီဆိုင်တစ်ဆိုင်မှာအသက်18နှစ်အရွယ်အမျိုးသားတအူးနဲ့အခြားသူတအူးကဝိုင်းဝန်းထိုးနဲ့ရိုက်ချက်ကြောင်တိုက်ဆုံခဲ့ရတာဖြစ်တယ်လို့យေတာဖော်ပြပါဗျ။တပ်ဖြတ်သူတို့တန်တရားရှိသူကိုလည်းဖမ်းဆီးထားပြီး Martinez ကတစုံတအူးကပလင်းနဲ့ပြပောက်ခဲ့လို့အထင်လွဲမှားခဲ့ပြီးတိုက်ဆုံသူကိုရဲမြင့်အောင်ကိုရိုက်နှက်ခဲ့တယ်လို့သိရပါတယ်ဆိုတဲ့အကြောင်းရင်းလည်းပေါ်ဝင်ပါဗျ။ ဒီအကြောင်းကိုချင်းပါတာစကားနဲ့ The Chinland Post ကနေလည်းသတင်းဖော်ပြထားပါသေးတယ်။ American ခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ ABC သတင်း News သတင်း website ကနေလည်းသတင်းဖော်ပြထားပြီးဖော်ပြချက်တွေအရရိုင်းနှက်သူတွေဟာသူတို့ကိုတစုံတဦးက BIA ပြင်းနဲ့ပြပောက်ခဲ့တာကြောင့်လိုင်လံရှာဖွေရာကနေလူမှားပြီးချင်းမျိုးသားလူငယ်တဦးကိုရိုင်းနှက်ခဲ့တာဖြစ်တယ်လို့သတင်းဖော်ပြပါတယ်။ဒီအကြောင်းကိုပဲ American ခြေစိုက် The Mirror US ကနေလည်းသတင်းဖော်ပြထားပါသေးတယ်။ဒီအချက်တွေကိုကြည့်ရင်ဒီချင်းလူငယ်ဟာလူမှားပြီးရိုက်ခိုင်ရတာဖြစ်ပါတယ်။ စစ်ကောင်စီ lobby channel မှာဖြန့်ဝေနေတယ်လို့ဒါဖွင့်နေလျှောက်တဲ့သချင်းကိုစူညံအောင်ဖွင့်လို့မဟုတ်ပါဘူး။ဒါအမှန်တကယ်ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်ကိုအခြေတည်ပြီးအချက်လက်များရဲ့ထက်တွင်းကຫນွေဥတော်လိုင်းလှုပ်ရှားသူတွေကိုပုံဖြတ်လောင်ပြောင်းတေယောထားတဲ့တဲ့ရင်တူပဲဖြစ်ပါတယ်။ ်မေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်အယ်လီမြို့မှာဆန္ဒပြစုပူပူအလုပ်ခေါ်တဲ့ရှောက်လွားတစ်ဆောင်လူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ် Facebook ကအတည်ပြုထားတဲ့အပြာရောင်မှတ်သား Blue Mayer account တစ်ခုကနေဇွန်10ရက်နေ့မှာလော့စ်အိန်ဂျလိစ်မှာအကြမ်းဖက်ဖို့တရက်မှာဒေါ်လာ1,000ကျားရပါတယ်အကြမ်းမဖက်တဲ့နေ့မှာလည်းရပါတယ်အလုပ်ခေါ်စာမှန်းမှကြည့်ပါလို့ရေးသားကဖြန့်ဝေထားပါတယ် မှတ်ချက်မှာတော့အင်္ဂလိပ်လိုရေးသားထားတဲ့အလုတ်ခေါ်စာတစ်ခုကိုတွေ့ရပြီးစာထဲမှာတော့ဆန္ဒပြတဲ့နေရာတွေမှာအကြမ်းဖက်မှုတွေပြုလုပ်ဖို့လူခေါ်နေကြောင်းရေးသားထားပြီးတပတ်ကိုဒေါ်လာ6000နဲ့အထက်ကနေဒေါ်လာ10000ကျော်ထိရရှိမှာဖြစ်တယ်လို့ပါဝင်ပါတယ်။ဒါကိုချိန်နေတဲ့သူ3400ကျော်နဲ့ပြန်လည်မျှဝေသူ400ကျော်ရှိနေပြီဖြစ်ပါတယ်။မီဇီမာကဒီကြောင်းရံနဲ့ပတ်သက်ပြီးချက်လက်စစ်ဆေးခဲ့ပါတယ်။အမေရိကမှာတရားမဝင်နေထိုင်သူတွေကိုလိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေတဲ့နောက်ကန့်ကွက်ဆန္ဒပြမှုတွေလော့စ်အိန်ဂျလိစ်မှာဖြစ်ပေါ်နေတာပါ ဒီဆန္ဒပြမှုတွေကနေလူပေါင်း200ကျော်ဖမ်းခံထားရပါတယ်။ဒီကြောင်းကို American ခြေဆိုင်သတင်းတွေမှာဖော်ပြနေတယ်လို့ BBC မြန်မာပိုင်းမှာလည်းသတင်းတွေဖော်ပြထားပါတယ်။ဒါကိုအခွင့်ကောင်းယူချိန်သားကိုက်ကဖြန့်ဝေနေတဲ့အဲ့အလုတ်ခေါ်စာဟာတရော်လောင်ပြောင်ဆောက်နောက်ထားတာဖြစ်တယ်လို့ The City Times သတင်း website မှာဒီအလုတ်ခေါ်စာကိုချက်လက်စစ်ဆေးထားပါတယ်။တရင်ထဲမှာတော့ဒီစာကိုဖန်တီးခဲ့သူကသူ့အနေနဲ့စားနောက်ထားတာ print လုပ်ထားတာဖြစ်တယ်လို့ AP သတင်းဌာနကိုဖြေဆိုထားပါတယ်။ ။ဒါကြောင့်အမေရိကန်နိုင်ငံ Los Angeles အလီမြို့မှာစံနှပြစုပူဖို့အလုပ်ခေါ်တဲ့ရှောက်လော်ဟာတယောလောင်ပြောင်ထားတဲ့တရင်မှဖြစ်ပြီးဒါကိုယူသုံးပြီးချိန်သားခိုက်ဖြန့်ဝေထားတဲ့တရင်အမှားပဲဖြစ်ပါတယ်။ င်းပြည်နယ်ဖားကန့်မြို့နယ်ကိုစစ်ကောင်စီကပြီးခဲ့တဲ့မေလကုန်ပိုင်းကစပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာပါတယ်။ဒီလိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အဓိကအကြောင်းရင်းနှစ်ခုရှိတယ်လို့ကချင်လွတ်မြောက်ရေးတပ်မတော် KIU KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။သူတို့ရဲ့စစ်ကြောင်းထိုးတာကတော့အဓိကအကြောင်းရင်းနှစ်ခုဖြစ်မယ်လို့သုံးသပ်တယ်။ပထမကတော့ခုနပြောတဲ့မိနစ်တုန်းကသူတို့လစ်လွတ်သွားတဲ့ခန်းတွေကိုပြန်ရနိုင်ဖို့အတွက်အဲသူတို့စူးစမ်းတာနေမှာ ဒုတိယအချက်ကတော့ကျွန်တော်တို့လက်နက်ကဲအဖွဲ့ဒီရဲ့ဒေါ်လာညဲအဖွဲ့ဒီရဲ့ဝင်ငွေတွေကိုဖျက်တော့သိချင်လို့ပေါ့နော်အခုလိုမျိုးကုမ္ပဏီတွေအဲဒီကြောက်လုံငန်းရှင်တွေကိုအခုလိုမျိုးမိရှုတာတွေမိုက်ခွဲတာတွေအနောက်ချက်ပေးတာပေါ့အဲ့ဒါတွေကတော့ကျွန်တော်တို့ရဲ့ဝင်ငွေကိုဖျက်တော့တဲ့အဲသူတို့ရဲ့ဆောင်ရွက်ချက်တခုဖြစ်မယ်လို့ထင်ပါတယ်နော် ဲ့တော့ကြောင့်ခုတော်တော်များများနေရာမှာသူတို့လည်းအနှောက်အယှက်ကတော့ပေးမှဖြစ်ပါတယ်။ဖားကန်ဒေတာမှာအရင်တုန်းကကြောက်လုတ်ကွက်တီကိုစစ်ကောင်စီနဲ့ KIA တပ်တို့ကသူ့နယ်မြေနဲ့သူလုတ်ကွက်တီကိုချပေးထားတာရှိပေမဲ့2024ခုနှစ်စက်တင်ဘာလဆိုင်းတောင်ရွာ Lucky Man Hotel တိုက်ပွဲအပြီးမှာ KIA ကအဲ့ဒီနယ်မြေကိုအပိသက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်စစ်ကောင်စီတပ်တွေကနယ်မြေဆုံးရှုံးရတဲ့အပြင်လောက်ကွက်အခွန်ကောက်ခံခွင့်တွေပါဆုံးရှုံးခဲ့တာပါ လက်ရှိအဲ့ဒီလောက်ွက်တွေကို KIA ကကုမ္ပဏီနဲ့လုပ်ငန်းရှင်တွေကိုလုံပိုင်ခွင့်ပေးထားပြီးတစ်ဖက်တစ်လမ်းကဗန်နာငွေလည်းရရှိနေပါတယ်။ဒါကြောင့်စစ်ကောင်စီကသူတို့ညှိနှိုင်းလို့လည်းမရအခွန်ကောက်လို့လည်းမရတော့တဲ့လောက်ွက်ကရန်နေရာတွေကိုမိရှုဖျက်ဆီးနေတာလို့ဖားကန့်ဒေသခံတယောက်ကပြောပါတယ်။ဒီလက်ကီမဟိုတယ်မတိုင်ကြီးကလည်းဒီ KIA ရဲ့ချမ်းရဲ့ KIA ပေါ့နော်အဲ့လိုလက်ကီမဟိုတယ်ဆံပြီးတော့တော်တော်လေးညိမ့်သွားပြီးတော့စစ်ကောင်စီကကျတော့အဲသူတို့တတ်ထဲကကိုပြင်မထွက်တော့ဘူးပေါ့နော်ပြင်းပြင်းထန်ထန်အချိန်မှာ KIA ရဲ့ တစ်နှစ်လောက်ကတူကောင်းကောင်းဒေတာတစ်ခုလုံးကိုပေါ့နော်ဒေတာတစ်ခုလုံးကောင်းကောင်းတို့ဟိုစီမံခန့်ခွဲရပေါ့အဲ့တော့လောက်ကွက်တွေချပေးတာဆိုရင်လည်း KAI တရားစာသားတွေလောက်ကွက်တိုင်းတာချပေးတာမျိုးလုပ်တာအဲ့တော့စက်ကောင်စီအနေနဲ့လည်းဒီရန်တက်မှတ်မှုအပြင်မထပ်ပြီးဆိုမှလည်းသူ့ကိုလည်းလုပ်ငန်းရှင်အနေနဲ့ကာဝရဂျီဒီပီရမယ်တို့လည်းချပါတယ်ဆယ်ဆယ်ရန်တရားတစည်းကိုဘယ်လောက်ဆိုပြီးပေးရရှိတယ်အဲ့လိုလည်းချရပါတော့ ကရင်ထိုင်းချုပ်နယ်မြေမှာကြောက်စိမ့်လုတ်ွက်တွေကို KIO ကလုတ်ပိုင်ခွင့်ချပေးထားတာဖြစ်ပြီးတော့တရားဥပဒေအပြည့်အဝစိုးမိုးနိုင်ဖို့ခက်ခဲတယ်လို့လည်းဘုံမူကြီးနော်ဘူးကပြောပါတယ်။အဲ KIO နဲ့လည်းလုတ်ကိုက်တွေတော့ပေးတာရှိပါတယ်ဟုတ်ကဲ့။အကန့်ကတော့တူတူပါပဲသူတို့လည်းပေးတယ်ကျွန်တော်တို့လည်းပေးတယ်အမျိုးပါ။မွန်ဆိုတော့အဲဒီကန်တင်ကြီးရဲ့တရားဥပဒေစိုးမိုးရေးဆိုတာအဲပြည့်အဝ လုတ်ကြိုက်ဖို့တော့ခက်ခဲတယ်ရှိပါတယ်။ဒါမဲ့အဲ့ဒီကြားထဲမှာအသက်မဲ့ဆုံးအဲပုံချုပ်မှုရန်ပြားတယ်နော်အဲစီမံခန့်ခွဲမှုရန်ပြားတယ်ချပြီးမှခုလိုမျိုးအဲဒီကုမ္ပဏီနဲ့အကျောက်တူဖို့တဲ့လုပ်ငန်းတွေကိုပူပေါင်းဆောင်ရွက်ပြီးမှတူချတာဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒါအပြင်စက်ကောင်စီစစ်ကြောင်းထိုးလာပြီးတဲ့နောက် ဂျွန်လဆန်မိုင်းကဆလို့ဖားကန့်လုံခင်းဒေတာနဲ့ဆိုင်းတောင်ဒေတာမှာရှိတဲ့တက်သုံးလုံမြမတကောင်ညဦးရှင် တောက်ပကျဲမော်စီစာဖျားကုန်းအနီးကကိုဇော်နိုင်ထင်းနဲ့ကိုမင်းနိုင်ဆိုးစတဲ့ကြောက်စိမ့်လုတ်ွက်တွေမှာစံရံရမီးရှို့ဖြက်စီးတာတွေကိုစစ်ကောင်စီကဇက်တိုက်လုံဆောင်ခဲ့တာပါဒါအပြင်ဖားကန့်အလုံခင်းဒေတာမှာစစ်ကောင်စီတပ်နဲ့ခရိုင်ပူပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲတွေလည်းဆက်ရှိနေပါတယ်။ဒီကနေ့ဂျွန်လ12ရက်နေ့နေခင်း17ရက်လောက်မှာလည်းမော်စီစာကြေးရွာအနီးတိုက်ပွဲဖြစ်ပွားနေပါတယ်။ သူတို့လှုပ်ရှားလို့ရှိရင်တော့ကျွန်တော်တို့ကေရနဲ့ပိုးပေါင်းတပ်ဖွဲ့တီနေလဲစီတူရင်ဆိုင်တပ်ဖွဲ့တီဖြစ်ပါတယ်။ဒါကြောင့်ခုလိုလိုဆရာတော့ဖက်ကံဘဲမှာတော့အဲစီရဲ့ခြေနေကတော့တင်းမာတယ်လို့ပြောလို့ရပါတယ်။ဟုတ်ကဲ့။ဖက်ကံဒေတာကိုစက်ကောင်စီတက်ရောက်ရှိလာပြီးတဲ့နောက်တပတ်အတွင်းလုံခင်ကျေးရွာအုပ်စုခွန်စာကုန်းခေါ်ငင်းချမ်းတာယာကျေးရွာ မော်စီစာကြေးရွာတင်အောင်ကျိုင်းလောက်ကွက်ဟောင်းနဲ့စိတ်မူလို့ခေါ်တဲ့ဆိုင်းတောင်ရွာတွေမှာရန်ကုန်တော်အနီးပောက်ကွဲမှု၃ကြိမ်ဖြစ်ပွားခဲ့ပြီးကလင်းငယ်တွေအပါအဝင်လူ၁၁ယောက်သေဆုံးခဲ့ရပါတယ်။မနေ့ကဂျွန်လ၁၁ရက်ည၉နာရီဝန်းကျင်မှာလဲစစ်ကောင်စီတပ်ဆွဲထားတဲ့မော်စီစာဖျားကုန်းဘက်မှတနက်တန်ကြားရပြီးတော့ဒီကနေ့မနက်မှာတော့အမျိုးသား၃ယောက်ရဲ့ရုပ်အလောင်းကိုမော်စီစာမိန်လက်မလမ်းဆောင်တောင်မှလာပစ်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီလိုဒေတာရင်းအခြေအနေတွေမတည်ငြိမ်မှုတွေကြောင့်ကြီးလန်းစာစားနေရတယ်လို့ဒေတာခန်ကပြောပါတယ်။ဒေတာကတော့မတည်ငြိမ်ဘူးဟုတ်တယ်ဗျ။ဒေတာခန်နေနေရတော့ကြီးလန်းစာစားပေါ့နားဆင်နေရပေါ့နော်။ဟိုအတန်ကြားရဲ့အပြင်ထက်ကြောက်အကြောင်းတရားချိတ်ဆက်ပြီးတော့နေကြရတယ်နေထားပါဗျ။ဟုတ်ဟုတ်။ဖားကဒေတာမှာစေရေးတက်မှနေပေမဲ့ပြည်သူလူထုလုံခြုံရေးကိုဥစားပေးထည့်သွင်းစဉ်းစားပြီးမှ KIA အနေနဲ့စေရေးဖော်ဆောင်မှုလုပ်မှာဖြစ်တယ်လို့လည်းဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်။ လုံကင်းဒေသဟာဖားကန့်မြို့နဲ့၄မိုင်လောက်အကွာမှာတည်ရှိပြီးတော့လုံကင်းတဝိုက်ကဆိုင်းတောင်နဲ့မော်စီစာကျေးရွာတွေမှာကြောက်စိမ့်လှုပ်ွက်များစွာရှိသလိုတံပိုးကြီးကြောက်တွေထွက်ရှိတဲ့နေရာလေးဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ဟာမော်စီစာဖျားကုံဖားကန့်တမကုံဖားကန့်မြို့မှာရဲစခန်းမဆွေရင်အချုပ်ထောင်လုံကင်းပြူဟာကုံလုံကင်းရဲစခန်းရန်ကျက်စခန်းနဲ့ကံစည်းပြူဟာကုန်းတွေမှာတက်ဆွဲထားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကနေသိရပါဗျာရှင်။ ဆက်လက်ပြီးပတ်စဉ်ကဏ္ဍအနေနဲ့ဘာတွေပြောမလဲဘာရင်းမင်းမလဲစီစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နောက်ခုကတော့ဒီတပ်ပိညုဖရာပေါ့အဲတပ်ပိညုဖရာကိုကျွန်တော်တောဖူးရခဲ့ကျွန်တော်တပ်ပိညုဖရာဟိုပစ္စယံနေပေါ့နော်အပေါ်ပစ္စယံနေတိရှိပြီးတော့ဟိုအဲ့အဲ့ဒီအပေါ်ကနေပြီးတော့ကြည်ရတာဟာတဲ့ဒီပကံလွင်မြင်တစ်ခုလုံး ကြည့်ရတာငင်းချမ်းပြီးတော့အတုမရှိတဲ့တဲ့ငိမ့်နဲ့အခင်းကြီးကိုဟိုမြင်ရတယ်လို့ပဲပေါ့ခံစားရတယ်သူငယ်တော့အဲ့ကိုတက်ဖူးတယ်တဲ့သူသူသူ့ရဲ့မေဆုရဲ့အမောင်ဝမ်ခွဲတယ်မေဆုဦးလေးနဲ့လာမှုတက်ပြီးတော့လေသူအဲ့ပေါ်နဲ့အဲ့ဒါနေကြည့်ဘူးတယ်ဒါပေမဲ့69နှစ်နောက်ပိုင်းမှာတော့အဲဒါတွေကဟိုဒီဖះရဲ့ဒီရိုးရိုးပေါ့နော်ဟိုအိုးအိုးသာလာတဲ့ခါကျတော့ဒီဟို အဲ့နေရှိမှသူတို့တက်ခွင့်မပြီးတော့တာပြည့်ဖြစ်တယ်သွားဒီဒီနောက်ပိုင်းတော့အဲ့ဒါကြည့်ဝင်မရတော့ဘူးเนาะအဲ့တော့အားလုံးကသူကပြန်ခြုံလဲမယ်ဆိုတော့ဒီပကံဟာတဲ့ကျွန်တော်တို့နိုင်ငံရဲ့တမိုင်းမှာအရေးပါတဲ့ထိမ့်မှတ်တစ်ခုဒါမကဘူးကမ္ဘာရင်ကျင်းမှုအငွေနဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာလည်းဒီလူလူတို့နှလုံးသားထဲမှာဆွဲထင်နေအောင်ဒီတော့ဒါကိုလည်းကျွန်တော်ကစောရမှာပေါ့เนาะသူအဲ့လိုလဲသူပြောတယ်ဒါတစ်ခုကနောက်တစ်ခုကတော့ကျွန်တော်တို့သွားခဲ့တဲ့ဆော့ဟို0တက်လာအင်ဂျင်တော့ပေါ့ အဲအဲ့အဲ့ဒါတော့တော့ဘယ်လိုဘယ်လိုခိုင်းနိုင်လဲဆိုတော့ဒီကြမ်းတမ်းတဲ့ခံတဲ့ဟာအလေကအဲရဲရဲဝင်းဝင်း OAC လေးတခုတခုဟဲ့အဲ့အဲ့အဲ့လိုအဲ့လိုခိုင်းနိုင်တယ်ဒီကျွန်တော်ဒီပူပြင်းနေကျွန်တော်လည်းအံ့ဩပါတယ်ဒီလိုပူပြင်းနေလေဟိုဒီညာဒေသမှာတို့တက်တော့တက်တော့လေးရှိမယ်ဆိုတာကိုမထင်ဘူးဒါကြောင့်မို့သူကဒီကြမ်းတမ်းတဲ့ခံတာအလေပါရဲဝုံကိုရစီလေးတို့တော့တုံတုံခိုင်ခိုင်နိုင်နေညွန်ခိုင်နိုင်ခဲ့တယ်။နောက်အဲ့မှာသူဟိုအမေစုကိုကြည့်ဖို့လာတဲ့အဲ ပြည်သူတွေပေါ့သူနေတခါဘာတွေလိုအပ်လဲဆိုတော့သူကရေလိုအပ်တယ်တဲ့ဒါပေမဲ့အဲ့မှာကအဲ British Asia Japan လာမသိသူတို့ဟိုစေရင်းနေလေဆောက်ထားပေးရတယ်ဒါမဲ့လည်းတချို့နေရာတွေကဝေးတော့တယ်လာပြီးတော့ရေခတ်ရတာရေနောက်တစ်ခုကဟိုအစိတ်ဝင်မောင်းမှုတွေဒီဇယ်စီကိုဟိုကုန်ကြမ်းစိတ်ပေးရတာတွေကလည်းဝန်ထုတ်ဝန်ဘူးဖြစ်နေသေးတယ်ဆိုတာကိုသူပြောပြောခဲ့တယ်ပေါ့အဲ့ဒါတခုနောက်တစ်ခုကတော့ကျွန်တော်ပုတ်ပါးကိုဆက်သွားတယ်အဲ့အဲ့ကာလမှာပဲပုတ်ပါးကတော့သူကဘလို့နိုင်လဲဆိုတော့ကျွန်တော်တို့ဟိုနှက်ကိုးခဲ့တဲ့လူကြီးပေါ့ နှကူွယ်တဲ့လူကြီးရဲ့မြန်မာနိုင်ငံနှကူွယ်တဲ့လူကြီးရဲ့ဒီအထိမ့်မှတ်တစ်ခုထိထိမ့်မှတ်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့လိုအဲ့လိုအဲ့လိုသူပြောတယ်နှစ်စင်ပေါ့ဒီဒီနှက်ပွဲကိုလာ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 တဲ့ခါမှာဒီနှက်ပွဲကိုလာတာလည်းမကောက်ဘောကျွန်တော်တို့ဒီအဲမင်းအေဂရိတ်အဆက်ဆက်ကြီးဒီဆောင်ရွက်ခဲ့တဲ့အထိမ့်မှတ်တွေကိုလည်းဟိုတချို့ကြံခဲ့တာတွေလည်းလာကြည့်တဲ့ဟိုဒီဒီဒီလေးလေးလာသူတွေနဲ့လည်းပါတယ်ပေါ့အဲ့ဒါကြောင့်မို့ဟိုတနစ်တနစ်ကိုဟိုတိမ့်နဲ့ချီတဲ့အဲလူကြီးကဒီဟိုဘားတောင်လာခဲ့တယ်ကြာတော့ နောက်တစ်ခုကသူကအဲ့ပူပားတောင်ပိုင်းယူတော့မတက်ပဲနဲ့အဲ့ပူပားတောင်ကဒီပြိုးဥယျင်ပေါ့ပူပားတောင်ကတောင်ကအမျိုးသားဥယျင်ပေါ့အဲ့အမျိုးသားဥယျင်တော့သွားလေးလာကြတယ်အမျိုးသားဥယျင်မှာကျတော့ပြထားတာကြီးဟာမကျွန်တော်လက်ပြာမျိုးစုံနောက်ကတက်ခွာပန်းမျိုးစုံနဲ့ပြင်အဲ့အဲ့ဒီဥယျင်ထဲမှာဘာတွေစိုက်ထားလဲဆိုတော့သူတို့ဆေးဘက်ဝင်တီးပင်စားပင်တွေစိုက်ထားတယ်နောက်ဆေးဘက်ဝင်တိုင်းဆေးပင်တွေစိုက်ထားတယ်ပေါ့အဲ့တော့အဲ့ဒါကိုလည်းဟိုမေစုကသဘောကျပါတယ်ဘာလို့ဆိုဒီရရှိတဲ့ဒီမြေတွင်းမှာပေါ့သူသူစင်စင်ပြေပြေလေးလောက်ထားတယ်နောက်အဲ့ဝန်ထမ်းတွေကနေပြီးတော့ ီရရှိတဲ့သုံးွေအဲသုံးသုံးဆွဲွေပေါ့ရရရှိတဲ့ budget ခုံပေါ့အဲ budget အတွင်းမှာလောလောငန်းငန်းနဲ့ရရအောင်သူတုံးထားတယ်နောက်တစ်ခုကသူ့အတွက်လည်းအဲပညာလည်းရရတဲ့သူဒါဒါလေးကိုတုံးသက်ပြပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အပြီးတော့ဘာလို့သွားလေးလာလဲဖြစ်လဲဆိုတော့ဟိုယွန်းတဲ့လုပ်ငန်းပေါ့ပကံမှာရှိတဲ့ယွန်းတဲ့လုပ်ငန်းကိုအဲလည်းအဲလေးလာပြီဟုတ်ကဲ့အဲ့ဒါလည်းလေးလာပြီနောက်တစ်ခုကဒီသူကစိတ်ဝင်စားတာခန်းခန်းပေါ့အဲ့အဲ့မှာရှိတဲ့ဒေတာဒီခန်းနဲ့ပတ်သက်ပြီးတော့ ဟိုတန်ဖိုးဝမ်းကြောင်းတွေညားတယ်ပေါ့။ဒီမှာထမ်းရွက်ထမ်းလက်ကနေပြီးတော့ကျွန်တော်တို့ဒီတောင်းနေရက်တာတို့နောက်တစ်ခါကျွန်တော်တို့ဒီထမ်းဘလက်ကလထိုင်းတွေလောက်တာတို့ပြီးတော့အဲ့ထမ်းထွက်တဲ့ထမ်းပြီးနောက်ထမ်းရီပေါ့ပင်ကြရီပေါ့အဲ့အဲ့အနေကိုထင်းရက်လောက်တာတွေပေါ့သူကအဲ့ဒါလေးပဲသူနေပြီးတော့ဒီဟာတွေကိုဘလို့ဟိုဖွံ့ဖြိုးမှုတိုးတက်အောင်လုပ်ရမလဲဆိုတာလေသူအဲ့ဒါလေသူကြံကြံပြီးပြီးတယ်သူသူလည်းလေ့လာတယ်ပေါ့ဟုတ်ဒါလေးကိုရှင်းပြတာအဲ့ဒါဒါလေးကိုလည်းသူကဟိုကျွန်တော်အခုပြောပြနေတာဒါတော့မပြည့်စုံဘူးပေါ့ အဲ့ဒါဟိုအမေစုကနေဟိုပြန်ရေးတဲ့အဲ့ဒီပေါ်ပေါ့မြန်မာပြည်ကပေးစာများပန်းဖြစ်ခီးများဖတ်ကြည့်ဟာသူ့ရဲ့ဒီရေးသားပြီးတော့ဒီဒီဒီရဲ့ဟာပြီးဒီခီးစဉ်တစ်ခုလုံးကိုတကယ်ကိုဟိုတုံးတက်ပြီးတော့လေသူရေးသားပြတာတော်တော်အစ်ကိုဖြစ်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့သွားတဲ့ခါမှာအမေစုကကျွန်တော်တို့ဟိုရှင်းပြတာလေးတွေရယ်ကျွန်တော်တို့အဲ့ဒီပြန်ဖတ်ဖတ်တာလေးပေါင်းဆက်ပြီးတော့ဒါဟိုပြောပြောပြတာပေါ့လေဟုတ်ကျွန်တော်အဲ့စာကိုဖတ်ပြီးပဲ။ဟုတ်။ထောင်ထဲမှာ။ဟုတ်။ထောင်ထဲကိုပြောမလို့ဆိုကျွန်တော်တို့ဟို ဖြစ်ဝတ်တွင်းရတာပေါ့အခုနောက်မှကျွန်တော်တို့အဲ့ဒီခေတ္တကစာဖတ်ရအောင်ဟုတ်ကဲ့အဲ့ဒီစာကိုတွင်းလာတာဘယ်လိုတွင်းလာလဲဆိုတော့ကိုကြည်တို့ဟုတ်ကျွန်တော်အခွဲ့ကျိုးကကိုကြည်တို့ကကိုကြည်တို့ကသူကဟုတ်ကဲ့ထောင်ကြလာအောင်ထောင်ကြလာတော့သူကနောက်ဆုံးကြတာပေါ့နော်ကျွန်တော်တို့ထောင်ထဲကိုအစိုးရရောက်နေတော့ဟုတ်ကဲ့ကျွန်တော်ဒါရိုက်ဖတ်ချင်တယ်ဆိုတော့အတွင်းမဲ့ဆိုတော့ဝင်တော့ပတ်ဆက်တီးပြီးတော့ဟုတ်ကဲ့ဖြစ်ဝတ်တွင်းလာပေါ့အဲ့စာကြီးကတော်တော်ထူတယ်လက်နဲ့လုံးလောက်ရှိမယ်ဘမာလူပြန်တာဟုတ်ဟုတ်ဟို original တော့မဟုတ်ဘူးသူကဟုတ်ဟို ် copy ပေါ့ copy ဆွဲထားတာပေါ့ဟုတ်ဟုတ်အဲမိတ်သူမိတ်သူစာအုပ်ဟုတ်ဟုတ်အဖက်လို့အရန်ကောင်းတာပဲဒီလားဟုတ်နှာခေါင်းလောက်တော့ဖတ်လိုက်တယ်ဟုတ်တယ်တခြားရဲပုံလည်းပုံဖတ်ကြတယ်ပြီးတော့မှဗျာရှာပွေးလုံမဆိုတော့အဲ့ဒါယူဖြစ်စည်းပြီးတော့လုံးချီပြီးတော့ရေနဲ့စိတ်ပြီးတော့လွတ်ပြလိုက်အေးအေးအေးဆောက်ထဲမှာတော့မပါဘူးထင်တယ်အခုဥပ္ပါကြတော့လေဟုတ်တယ်ပန်းဖြေနားရများခီးဆိုတာသူဆော့ပြောတာဟိုမိုင်းမီချီပွန်းအဲမိုင်းမိုင်းချီတိတင်းစားမှာသူကျွန်တော်တို့အခန်းစိတ်ခုနှစ်ရက်ပေါ့ခုနှစ်ရက်နေကျွန်တော်တို့ မာကျွန်တော်နောက်ဆုံးမအဲ့ပကံကလည်းပြန်ခဲ့တယ်ပေါ့ရှင်းရနေမှာပဲစရည်တာပေါ့အဲယူတော့သူကအခန်းဆက်1 2 3 4 4ခုညီခဲ့တယ်ပေါ့ဆိုတော့ကျွန်တော်ပြောခဲ့တဲ့အဲ့ဖြီးစဉ်ပေါ့တော့ပုတ်ပါဖြီးစဉ်အဲ0တော့နှကာဟိုပကံကဘာသူသူရဒါဒါလေးကိုညီခဲ့တာဒါဒါကျွန်တော်ကဖြီးစဉ်နဲ့ပတ်သက်လို့ဟိုပထမကျွန်တော်တို့ဖြီးစဉ်စီစီရေးဆွဲတာရယ်အခုကကျတော့ဖြီးစဉ်တဘောမှာသူ့ရဲ့ပေါ့အမြင်လေးတွေပေါ့အဲသူတဘောသားလေးကိုကျွန်တော်ကဒါပြန်ပြီးတော့ဟုတ်ကဲ့ဟို ရှယ်ရင်းလောက်တာပေါ့နော်။ဟုတ်။အများလည်းတိတိနေတော့ပြောပြတာ။ဟုတ်ကဲ့ဟုတ်ကဲ့။ဟိုဟာကျွန်တော်တို့ဒီ zero တက်လာနှစ်ထင်းပေါ့နော်။ engine တော့တွားပြီးတော့အဲ့မှာကျွန်တော်ပျော်ပွဲစားမယ်ဆိုတော့တွားတယ်လေ။ဟိုကြတော့ဟိုအမေစုလာပြီးတော့ကြည်ကျင်တဲ့ပြည်သူတွေကအများကြီးပဲလေ။အဲ့အဲ့ဒီရွာရွာနေစိုးတကရွာရွာတော့ကျွန်တော်ကကျွန်တော်စားမဲ့အဲ့ဒီခမင်းခင်းတွေကိုအဲ့ဒီပြည်သူလူတွေကိုကျွေးလိုက်တယ်။ပြီးတော့ကျွန်တော်တို့ခမင်းမစားပြစ်တော့ဘူး။အမေစုလည်းမစားပြစ်တော့။အဲ့တော့အမေစုက ဟိုသူပုံဟိုဟာရဆိုရင်တော့ကျွန်တော်ဟိုတယ်ပြန်မယ်ဟိုတယ်မှာစားမယ်ပေါ့ဥက္ကနာအဲ့လိုစီစဉ်တာပေါ့ဒါပေမဲ့မေဆိုကမဟုတ်ဘူးသူဒီကအဖွဲ့ဝင်တွေလူငယ်တွေဘာမှစားကြတယ်ဆိုပြီးတော့ဟိုတရပါတတိသမင်းတိုင်းမှာစားတယ်ဆိုတော့အဲ့အဲ့ဆိုင်မှာသူလိုက်စားကြတယ်တဲ့ဟိုအများနဲ့ပေါ့အတူတူစားကြတယ်ဆိုတော့အဲ့နဲ့လိုက်လာရအောင်လက်ရကျတော့ तू ကအဲ့မှာတရပါတတိကိုဟိုစားပြီးတော့ပေါ့နော်သူ့ရဲ့သဘောထားလေးပေါ့ तू ကနောက်ပိုင်းစားရတဲ့ထဲမှာလည်းထည့်ရည်တယ် तू तू လည်းနှုတ်နဲ့ပြောရတယ်အဲ့ဒါဒီပတ်စံ300လောက်နဲ့ပေါ့ပတ်စံ300လောက်နဲ့ဒီလောက်ငါတဲ့သမင်းနဲ့အဲ့မှာ သူနှံပတ်ချင်လို့ခရမ်းကြီးကြီးတုတ်တို့ခရမ်းကြီးနာလေးကြီးပြီးတော့ဟိုငပြည့်တို့เสียအစုံနဲ့ပြီးတော့ဟိုကြက်သားကျော်အဲကျွန်တော်တို့စိတ်သားကျော်အမဲသားကျော်ငါးချတိပဲပေါ့အဲအဲအဲ့ဒါလေးကိုစား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 တာကိုသူကတန်ရှင်းလက်ဆက်ရုံနဲ့မကောက်ပေါ့ဒီဖိုးရိုးချင်ချင်ခြွေတာနဲ့ဒီဟိုလောက်စားစားနေတယ်ဆိုတာလေးသူကသဘောကျတယ်ပြီးတော့အဲ့မှာပါသဘောကျလဲဆိုတော့စားတဲ့အတုံးကြီးတော့ပဲဟိုပတ်စံပေးရတယ်ပေါ့အဲ့ဒါသဘောကျတယ်အဲ့ကြောင့်လို့အဲအဲ့ဆိုင်လို့တယ်သူက ိုထည့်ရေးခဲ့တယ်နောက်ပိုင်းအဲ့ဆိုင်လေးကလည်းအမေစုဟိုထမင်းစားခဲ့တဲ့ဆိုင်လေးဆိုတော့ဘာမှလည်းနာမည်ကြီးပါတယ်ဒါလေးလည်းဟိုကြားပြထည့်ပေါ်ရဟုတ်ကဲ့ဟုတ်ကဲ့ ကျမတို့မစ္စမဗီဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချက်ပြုချက်တွေနဲ့ရေဖွဲ့ပြောပြခြင်းနဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မစ္စမဗီဒီယိုဆောင်မရှင်ဆွေ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်သောတာရှင်တို့ရဲ့ဝေဖန်ချက်ပြုချက်တွေကိုကြိုဆိုပါရရှင်မစ္စမဗီဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆက်နာရှင်ပေးကနေကြေဝေပြီးကိုစိတ်နှပါကျမ်းမှချမ်းသာပါစေလို့မစ္စမဗီဒီယိုဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ြမပြည်သူတွေနဲ့တူရက်တင်နေပဲမစ္စမဗီဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြကြသူတွေအားလုံးကြမ်းမကြပါစေရှင်။